ားလုံးပဲမင်္ဂလာပါ Mr. Boss Reaction YouTube Channel ကနေပြန်လည်ပေးမှကြိုဆိုလိုက်ပါတယ်။ဟုတ်ပြီခုကျွန်တော် video တပုတ်ကို reaction လုပ်သွားမှာဖြစ်ပါတယ်။အဲ့ဒီ video ကတော့ကျွန်တော်ခုတလုံး line ပေါ်မှာအယံချီများနေတဲ့ popular ဖြစ်နေတဲ့ video တပုတ်လေးဖြစ်ပါတယ်။ဒါကတော့ဒီအတလီဆက်ကြောင့်လို့ရှိမဲ့ဦးလေးကြီးတယောက်က သူအတမင်းရွယ်လို့ရှိမဲ့မိန်းကလေးတယောက်ကိုသူဟိုတယ်မှာခေါ်အိတ်နေတော့ပေါ့။တဲ့ ဗီဒီယိုဖိုင်လေးပေါ့နော်သူဗီဒီယိုခူးရိုက်ပြီးမှ live ပေါ်မှာတင်တာဖြစ်ပါတယ်ဟုတ်ပြီဒါကတော့ main ကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ကျွန်တော်တို့အတူယူရှာပေါ့နော်ဒီဒီဗီဒီယိုဖိုင်လေးကို reaction လုပ်ပြီးမှတင်ခန်းစာယူရှာစီမဲ့ကိုကျွန်တော် reaction လုပ်တော့မှာဖြစ်ပါတယ်ဆိုတော့အဆုံးထိလိုက်ပါချီရှုပွင့်အတွက်အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ဟုတ်ဒီဗီဒီယိုဖိုင်လေးတွေချီရအောင်ပါ Yeah, yeah. ချီကိုရင်းနူဆတ်ချီကိုရင်းနူကြည့်ရောကြည့်ကိုရင်းနူကြည့်ရောအင်းကြည့်ရဲ့လေလေးရဲ့ရိုင်းနေကြီးကလေးမကြီးစိတ်နှပနိုင်နေမှလည်းတော့ကြည်ကိုရည်ကြည်ကြတော့ဘူးတော့တော့ကြီးရတော့ဟုတ်ပြီပိန်နှောင်းခံမလို့တပတ်ခါကြည်နေဟာနားရအောင်ဟုတ်ပြီဟုတ် ပြဿနာမှာလည်းခံမလားဆောင်းပေါင်းများနေဘူးเนาะပြီအာဥယျာဥယျာမှာမလားဆောင်းပေါင်းများနေတယ်လည်းခံတယ်ပညာတညာနဲ့ခဏရရှိအောင်၃ရက်နေရကอืมနေပဲ9ရက်ရှိနေအဘိဓမ္မအော်ဆိုတော့သူတို့ဒီဟိုတယ်မှာအတူတူအိမ်နေကြတာခုနှစ်ရက်ရှိပြီပေါ့နော်မိန်ကလေးကတော့ကြည့်ရတာကတော့အသက်20ကျော်လောက်ရှိမဲ့ပုံ ပေါ်တယ်ပိန်လဲပိန်တယ်ကျွန်တော်တို့ဒီနောက်ဆုံးမှာဒီဦးလေးရဲ့ဦးလေးရဲ့ပုံကျွန်တော်တို့သူရဲ့ရုပ်ကိုကြည့်ကြည့်ရင်အသက်40ကျော်လောက်မှ50လောက်ရှိမှတင်ပါတယ်ဆိုတော့ကျွန်တော်မြန်တော်မြန်မြန် reaction video လဲလုတ်ပြီးသွားပါပြီမြန်မြန်တော်မြန်မြန်ကတော့ main ကလေးလဲအဝါပေါ့နော် အပြစ်ပြောတယ်ပြီးတော့ရောက်ချက်လေးအပြစ်ပြောတယ်သူရှိပါတယ်။ဘာပဲဖြစ်ဖြစ်ဒီမှာကျွန်တော်တို့ main ကလေးကတော့ပတ်စံကိုပဲကြည့်နေတာတင်ပါတယ်နော်။ဆိုတော့ပတ်စံ messenger နေတာတင်တယ်အဲ့ဒါကြောင့်ဒီဦးလေးကြီးရဲ့နောက်ကိုလိုက်ပါသွားလာဖြစ်နိုင်တယ်။ဒါမှမဟုတ်ဒီဦးလေးဘက်ကနေပြီးမှလိန်ပြောင်းနေပြီးမှဟိုတယ်ကိုတန်းခေါ်သွားလာဖြစ်နိုင်တယ်။ဘာပဲဖြစ်ဖြစ်ဒါကတော့သူတို့ဒီ video file လေးတွေတင်ပြတာကတော့တကယ် ဟွာပေါ့မလုတ်တဲ့အရာဖြစ်ပါတယ်လို့ကျွန်တော်မြင်တယ်ဆက်ကြည့်အခုရကြောင်းလေอืมကြီးဖြစ်ပြီးတော့အကျိုးလာကြီးဖြစ်ပြီးယုံဟုတ်လားတန်နေနေပေါ့ရှုပ်သားကြနာခန်းထဲမှာပိတ်ဆောင်ပြီးတော့ဟိုစီဒီခန်းထဲကဒီတော့ကြည့်ပြန်ပြီဟွကြည့်ရင်ပေါ့ကြည့်စားတော့စားပြန်ပြီဟုတ်လားဘုကတော့ ဒီလိုမျိုးတော့ဗီဒီယိုရိုက်ပြီးတော့မတင်သင်ဘူးပေါ့နော်အခုဆိုလို့ရှိရင်ဒီကမလေးအိမ်နေတာကိုဗီဒီယိုရိုက်ထားရပေါ့နော်တော်တော်လေးကိုယုံပါတယ်စစ်တီးအောင်ပေါ့နော်အခုအကြတော့နော်ဒီဦးလေးဂျေးဘက်ကနေပြီးမှသူဟိုတယ်မှာခေါ်အိတ်တယ်ခဏရက်လောက်သူအတူတူနေခဲ့တယ်ဒါပေမဲ့ဒီလိုမျိုးဗီဒီယိုဖိုင်လို့တူမရိုက်တယ်ဘူးတကယ်လို့ဆိုရိုက်ခဲ့ရင်တော့လေ ူအတူတင်းထားဖို့လိုတယ်ပေါ့နော်ဒီဒီလိုမျိုး line ပေါ်မှာလူမှုကွန်ရက်ပေါ်မှာတင်တင်ကြတာကတော့ public အတွက်နော်သူ့နာမည်လည်းပြတ်တယ်ဒီ common line နာမည်လည်းပြတ်တာပေါ့နော်ဒါမျိုးကတော့တကယ်တမ်းဆိုမလုတ်တင်တဲ့အရာဖြစ်တယ်ဆိုတော့ယောက်ျားလေးပဲကနေပြီးတော့ဒါမားတာပေါ့နော် မနေ့ကအခုညအစားရတာသူငလေးချမပင်နေစားဖြစ်လို့ဟမ်ဘယ်လိုလုပ်ရလဲဟမ်ဘယ်လိုလုပ်ရလဲ ိုင်ကကြားလာပြန်ကငါကောင်းကြီးကိုတကောင်းမှမစားဘူးဆယ်လီမစားဘူးမစားဘူးဆိုတော့ဘလိုနေရရတာဆယ်လီအဲကစုံပလိတော့မလို့တော့မို့မို့ပဲထည့်စားမို့ကစုံကမို့ပဲစစ်ချင်စားကိုရချက်ကဘူးကိုတနေ့ရလာတနေ့ရမှာလေပစုံစီစီစီဘူး 不是你把抽抽签了喏，抽，随便抽抽色了，签色喏，随便随便签色就够喏。单色？哎，当然不是，那你要怎么弄？哎，你表到哪里了？不，你要来表嘛嘞？我说不，你要嘛嘞？不是嘛嘞？我说。两百多。好吧，不是要很多喏。 cháu của con giúp mua cháu có tí vừa vào rồi đó à chú à chú sao này nó Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn မလေးရလဲစောင်းနေပေါ့ခုရောက်နေပါတော့ခင်ခယူခယူအားအားဖြစ်ရအောင်ဖေခမ်းစာရင်းခယူတို့စာရင်းပေးရတဲ့စာရင်းသူတို့တွေဘလူတွေစာနေလဲဆိုတာဒါသူတို့နှစ်ယောက်ကြဲ့နေတော့ပျော့ပြတ်ထားဘူးเนาะစက်ကြည့်လဲရအောင် ော်ဒါသူ့ရဲ့သူ့ရဲ့မျက်နှာကိုကြည့်အားဖြင့်တော့ကျွန်တော်အသက်40ကျော်50ကျော်လောက်မှထင်တယ်ဆိုတော့မင်းကလေးကလည်းဘလူးမင်းကလေးမျိုးလဲတော့ကျွန်တော်မသိဘူးဘယ်ရွာကနေလဲပါလှုပ်လှုပ်လဲအပြိုလားပါလားပေါ့နော်ကျွန်တော်ပြောချင်တဲ့ရာကဘလူးမင်းကလေးလဲဆိုတော့ကသူအိမ်တောင်ကြပြီလား क्वे တော့ပြီလားအပြိုလားတော့မသိဘူးဒါပေမဲ့ကျွန်တော်ကြည့်ရတာကဒါဖာ အတိတ်လောက်နေတူတာပေါ့နော်အတိတ်အရန်กว่าမဲ့ပုံပေါ်တယ်ဆိုတော့ဒါကတော့နော်အရန်ရှက်ရှက်ကောင်းပါတယ်မင်းကလေးပဲဖြစ်ဖြစ်ဦးလီကြီးကနေပဲဖြစ်ဖြစ်ကျင်းတော့ဘလုံးမတကယ်အမြင်လုံးမကောင်းတဲ့အရာပဲဖြစ်ပါတယ်စစ်ကြည့်အောင်ဘာဘာမှမဆိုဘာလို့ယူယူတဆုံမစီပုံပါလဲဘာလဲမရနေဟွန်းမရနေလို့ပြောရတယ်ဒါပေမဲ့တကယ်မကောင်းဘူးဟုတ်ပါ ကျွန်တော်စိတ်စိတ်စိတ်မလေးတကောင်ပြထားပါရဲ့မြန်အစိတ်မဆိုတော့ဘယ်လိုတော့ယင်းနေလေပုံပေါ်တော့ခဏဟုတ်ဟုတ်ဟုတ်ခန်းစစ်စီးမဟုတ်ရာခန်းစစ်ခန်းစစ်ဒီစိတ်စားနေရပါကြာဖြောက်စီးတယ် မင်းကလေးတွေတင်ငန်းစာယူရမယ်ပေါ့နော်တော်တော်လေးကိုစိုးတယ်ပေါ့နော်ဒီမြင်ကွင်းကြီးကတော်တော်ပါပဲစာဟောတော်တော်ပဲအပီကိုစားအောင်ပဲညသူအပီကိုစားပြီးတော့ဘာလဲမကြီးကြီးတချို့ဝင်ရတော့တော့လေဟုတ်ကဲ့ပါဘယ်ဟုတ်ကဲ့อืมသူအိမ်နေတဲ့ပုံ ဒီအမျိုးသမီးကငွေမတ်တယ်ပေါ့နော်ငွေမတ်လို့အခုဆိုလို့ရှိရင်သူအဆက်ပါခွဲခံလိုက်ရပဲဖြစ်ပါဟုတ်ပြီဗီဒီယိုဖိုင်လေးတွေကတော့ဒီလောက်ပါပဲအခုကျွန်တော်ပြောချင်တဲ့ຢာကတစ်ချက်နှစ်ချက်လောက်ရှိတယ်ပထမတစ်ချက်အနေနဲ့ main ကလေးတွေပေါ့နော် main ကလေးတွေကတော်တော်နစ်နာပူပြီးတော့နစ်နာတာပေါ့ယောက်ျားလေးနဲ့နိုင်ရှင်မယ်ဆိုရင်တော့ဆိုတော့ main ကလေးတွေတတိထားကြပါနော် ခုအဖေရွယ်လောက်ရှိတဲ့သူနဲ့ပတ်စံပဲကြည့်ပြီးမှဟိုတယ်ကိုမလိုက်လိုက်မသွားသင့်ဘူးပထမအချက်နေနဲ့ဘာဖြစ်လို့လဲဆိုတော့ဒါကသူတို့နာမည်ပြတ်တာပဲမရှိဘူးအတိုင်းဝိုင်းဒီနော်ဆွေမျိုးဒီပါကုန်ထိခိုင်းနိုင်တယ်ပြီးတော့ယောက်ျားလေးဘက်ကနေပြီးလဲဒီလူမျိုးဟိုတယ်မှာမိန်ကလေးတယောက်ယောက်ကိုရေးစားပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ဥပမာခေါ် ဟိုတယ်ခေါ်သွားပြီးမှအတူတူအိတ်တယ်အတူတူနေတယ်ကိစ္စမရှိဘူးဒါပေမဲ့ဗီဒီယိုဖိုင်လေးတွေကိုတော့ဗီဒီယိုမရိုက်တယ်မရိုက်ခဲ့ရင်လက်တလူမျိုး public ပေါ်မှာမချပြတယ်မတာမျိုးကတော့တကယ်ပဲကျွန်တော်တို့မြန်တွေ့ရတယ်မကောင်းဘူးပေါ့နော်ဆိုတော့ main ကလေးတွေကလည်းစဉ်းစားဖို့လိုတယ်ယောက်ျားလေးဘက်ကနေပဲစဉ်းစားဖို့လိုပါတယ်ဆိုတော့ဒါမျိုးတွေကတော့ကျွန်တော်တို့အသင်ခန်းစာယူပြီးမှပေါ့နော်ဒီလိုမျိုးမလုပ်သင့်ဘူးမကောင်းတဲ့အရာတွေ ဖြစ်တဲ့အတွက်ကြောင့်ဒါမျိုးလုံးဝလုံးဝကျွန်တော်တို့ရှောင်တင်ပါတယ်ဆိုပေမဲ့ကျွန်တော်ပြောချင်လိုက်ပါတယ်။